မင်္ဂလာပါရှင်ဒီတစ်ပတ်ရဲ့ exclusive interview စီစဉ်မှာတော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့တွေ့ဆုံမြင်ပြမှာဖြစ်ပါတယ်စီးပွားရေးကတော့လက်ရှိမှာဒေါ်လာဈေးကတက်နေတယ်ဒီဒေါ်လာဈေးတက်နေတာကလည်းပြည်တွင်းမှာဈေးကစားမှုတွေရှိနေတယ်ဆိုပြီးတော့ပြောတယ်အဲ့ဒါကိုဘိုဟိုပန်ကလည်းဘလို့ထိန်းချုပ်မလဲပေါ့နော်ဘိုဟိုပန်ရဲ့ထိန်းချုပ်မှုကလည်းနှောက်နေနေတယ်ဆိုပြီးတော့ပြောတာလည်းရှိတယ်ပြီးတော့နောက်ထပ်တစ်ချက်အနေနဲ့မြမစီးပွားရေးမှာဥဆောင်နေတဲ့ခေါင်းဆောင်တွေရဲ့အခန်းကဏ္ဍကတော့ဘလောက်ထိစိန်ခေါ်မှုတွေဖြစ်စီလဲဆိုတာကို ဒီ NLD ရဲ့စီးပွားရေးကော်မတီကအကြံပေးတဦးလည်းဖြစ်တဲ့ဗန်အကြံပေးတဦးလည်းဖြစ်တဲ့ဒီဦးရမင်းဦးနဲ့အင်္ဂလိပ်စင်အနာပြင်ပြန်ပြေးသွားမှာဖြစ်ပါတယ်။ဟုတ်ဆရာမင်းပါပါဟုတ်ကဲ့ပထမဆုံးသိချင်တာကတော့သူတို့နှစ်ပိုင်းရှိမယ်ပေါ့နော်နှစ်ပိုင်းရှိမယ်ဆိုတာကအခုလက်ရှိကတော့ဒီဒေါ်လာဈေးကတရှိန်ထိုးတက်လာတယ်ပေါ့နော်တက်လာပြီးတော့အဲ့ဒါကိုလည်းထိန်းချုပ်ဖို့ကဟိုထိန်းချုပ်မှုတွေကလည်းအားနည်းတယ်ဆိုပြီးတော့လုပ်ငန်းရှင်တွေကပြောနေရတယ်လက်ရှိရနောက်ထပ်တစ်ခုကကြတော့ဒီဘ ഹു ဘဏ်ရဲ့အခန်းကဏ္ဍကိုသွားမယ်ပေါ့နော်ပြီးတော့ဒီ ခေါင်းဆောင်မှုအပိုင်းမှာတာဝန်ယူနေတဲ့ခေါင်းဆောင်တွေရဲ့အခမ်းအကဏ္ဍပေါ့နော်။ဟိုပထမဆုံးအနေနဲ့ဆိုဆရာအခုလက်ရှိဒေါ်လာဈေးတက်နေတာဆရာလည်းကြားမှာပေါ့။အဲ့တော့အခုလက်ရှိအခြေအနေကဘာကြောင့်လို့ဆရာပြောလို့ရမလဲ။တော်တယ်လို့ဗျ။ဒေါ်လာဈေးကအရင်ဆုံးကလည်းကျွန်တော်နိုင်ငံမှာဒေါ်လာဈေးကအမြဲတမ်းအလိုတက်လိုက်ကြလိုက်ဖြစ်တာပေါ့။ဒါပေမဲ့အရင်ဆုံးကတက်တဲ့အချိန်တွေကအဓိကအကြောင်းရင်းက trade deficit ဖြစ်တာ။မြန်မာနိုင်ငံကနိုင်ငံခြားကိုပို့တာတဲ့ဆိုင်ရင်နိုင်ငံခြားကနေဝယ်သုံးတာပိုများတယ်။ပိုများတာ trade deficit ဖြစ်တာပေါ့။အတိအပြကိုယ်မှာပတ်စံမရှိဘဲနဲ့ ပစံဒီပို့သုံးနေကြတဲ့သဘောမျိုးကျွန်တော်တို့နိုင်ငံဖြစ်ခဲ့တာပေါ့ဒါဖြစ်တာရှိတယ်နောက်တစ်ခါကျအစိုးရကသူ့ဝင်ဝင်နဲ့သူ့ထွက်ဝင်နဲ့မမျှတာပေါ့အဲ့ဒါ budget deficit လို့ခေါ်တာပေါ့အစိုးရလည်းဘဏ္ဍာရေးကငွေကြေးလိုအပ်ချက်တည်ရှိတယ်အဲ့ဒီခါမျိုးမှာအရင်ခေတ်တုန်းကတော့ဘိုးဘောင်ပြောပြီးဘိုးဘန်းငွေစက္ကူတွေရိုက်ထုတ်တာပေါ့ဟုတ်ကဲ့ငွေစက္ကူရိုက်ထုတ်တဲ့အခါကျတော့ငွေဖောင်းပွားမှုဆိုတာဖြစ်တယ်အဲ့ငွေဖောင်းပွားမှုဆိုတဲ့အဓိပ္ပာယ်ကမြန်မာငွေတန်ဖိုးကျသွားတာပေါ့အမြန်မာငွေတန်ဖိုးကျတဲ့အခါမှာဒေါ်လာရဲ့တန်ဖိုးကတက်လာတဲ့ဆက်သဘောမျိုးဖြစ်တာပေါ့ဒါအရင်ခေတ်ဆက်ဆက်ဖြစ်ခဲ့တဲ့ပုံစံပေါ့အဲ့မဒီတစ်ခေါက်ဖြစ်တာကတော့နည်းနည်းထူးဆန်းတာက ကျွန်တော်နိုင်ငံအကြောင်းဖြစ်တာမဟုတ်ဘဲねဒါကတကဘာလုံးမှာရှိတဲ့ American dollar ရဲ့တန်ဖိုးတက်လာနောက်တစ်ခုကကျတော့ American နဲ့အခုတီတီယုံနဲ့ဂျာထဲမှာဖြစ်တဲ့အခု trade war ပေါ့နောက်ကုန်သွယ်မှုစစ်ပွဲဆိုပြီးအခုပြောနေကြပြီအဲ့ဒီဟာရဲ့တက်ရောက်မှုကဘယ်လောက်ပြင်းထန်မှာလဲပေါ့ဒါကိုကြည့်ပြီးတော့မှသာကျွန်တော်နိုင်ငံအခြေအနေကိုကျွန်တော်ကမှန်းလို့ရမယ်အခုအခြေအနေမှာတော့ကျွန်တော်ကစောင့်ကြည့်လို့ပဲရမယ်ဟုတ်ပါဘူးကိုကြောင့်ဖြစ်တာမဟုတ်တော့သူတကဘာလုံးဖြစ်နေတာပေါ့တကဘာလုံးဖြစ်နေဒီချိန်မှာဝင်ပြီးတော့ အဲကျွန်တော်တို့နိုင်ငံကနေဒေါ်လာဈေးတွေတက်တာကိုကြောက်အောင်လုပ်ပါမယ်လို့ကိုယ်သဘောနဲ့ကိုယ်အတင်းဝင်လုပ်လို့မရအောင်အခြေအနေကြည့်ပြီးတော့မှဘလောက်တော့လုံးတဲ့နေဆိုအတိုင်းစားတစ်ခုကျွန်တော်ကြည့်ရလိမ့်မယ်တိုင်းစားမကြည့်ပဲနဲ့ဝင်လို့ရင်ဆုံးရှုံးမှုပုံများလိမ့်မယ်ဆုံးရှုံးမှုဆိုအစိုးရဘက်မှဆုံးရှုံးမှုဖြစ်မှာပေါ့ဒါပေမဲ့တစ်ဖက်ကကြည့်ရမှာကြာလေမြန်မာနိုင်ငံသည်နိုင်ငံခြားကပစ္စည်းတွေအားလုံးကိုဝယ်သုံးနေတဲ့နိုင်ငံဖြစ်နေတယ်ဖြစ်တော့ဒေါ်လာဈေးတက်တာအကုန်စင်းဆုံးတက်တာနဲ့အတူတူပဲသဘောတရားမှုကအဲအဲ့လိုအကုန်စင်းဆုံးတက်ရောက်မှုဖြစ်ခဲ့ဘယ်သူတွေကိုထိခိုက်မလဲပေါ့အများဆုံးတော့အောက်ခြေလူစားကိုထိခိုက်မှာပေါ့ အဲ့တော့အောက်ခြေလူလန်းစားမထိခိုက်အောင်ဒီလိုအချိန်မှာမပါလုပ်မလဲပေါ့ဒါဆိုရင်နောက်ထပ်နီလန်းတစ်ခုနဲ့စဉ်းစားတဲ့အဲ့အဲ့ဒါကြတော့ဒီငွေကြီးနဲ့ဆိုင်တဲ့ဘိုးဘန်တစ်ခုနဲ့ဆိုင်တာမဟုတ်ဘူးအစိုးရနဲ့လည်းဆိုင်တာပေါ့အစိုးရနဲ့စဉ်းစားမှာပေါ့ဒီလက်ရှိအမေရိကန်ဒေါ်လာတန်မိုးတက်တာဒီကောင်မှတက်နေတာဟုတ်တယ်ဘယ်လောက်ကြာကြာတက်မှာလဲနောက်တလလားနောက်နှစ်လလားနောက်သုံးလလားအခုအလားလာတွေမှန်းနေကြတာရှိတယ်အဲ့ဒီအားလုံးကိုလေ့လာမှာပေါ့လေ့လာပြီးတော့မှဒါဆိုရင်ဒုနိုင်ငံအတွက်ဘယ်လိုတက်ရောက်မှုရှိနိုင်လဲဘိုးဘန်ကထိန်းလို့ရနိုင်လား ဘိုးဘန်ကလည်းထိန်းလို့မရနိုင်ဘူးဒါဘိုးဘန်ရဲ့တက်ရောက်မှုဘိုးဘန်လုံနိုင်တဲ့ပမာဏတဲ့ပုံများတယ်ဆိုရင်သူအဓိကလောက်ရမှာဒီဘက်ကုံတုံမှုဘက်ကတခုစဉ်းစားပေးရအောင်ဒီကာလမှာမစည်းဝါလို့ဟာမျိုးဈေးမတက်အောင်ဘယ်လိုလုပ်မလဲအခြေခံလူသုံးကုန်စားတော့ကုန်တချို့ဈေးမတက်အောင်ဘယ်လိုလုပ်မလဲဒါကိုတော့အစိုးရဝင်ပြီးတော့စီစဉ်ပေးရမှာပေါ့ကျွန်တော်တို့ဈေးွက်စီးပွားရေးကိုသွားတဲ့အတွက်ထိန်းချောင်းလို့တော့မရအောင်နော်ဒါပေမဲ့စီစဉ်ပေးနိုင်ရမှာဟာအခုဆိုလို့ရှိရင်ဒါအစိုးရကလက်ရှိလှုပ်တင်နေပြီပေါ့နော်လှုပ်တင်နေပြီဒါဆိုတက်လာဆိုလို့ရှိရင်တချံပြီး ။တကြံပီးကနေ1320ကျော်ပေါ့နော်။1320ကျော်ကနေတက်တယ်။ဂျွန်လားလောက်ထိကိုသူ1350ပတ်ဝန်းကျင်ဖြစ်တယ်ပေါ့နော်။အဲ့ဒီဂျွန်လားကနေတောက်လျှောက်ကလုံးဝအတက်ကျန်းလာတယ်လို့ပြောလို့ရတယ်နော်။အခုဆိုလို့ရှိရင်1400ကျော်ဖြစ်နေပြီပေါ့နော်။အဲ့ဒါကတော့ကိုစိုးရင်ကြာချင်းကြီးရှိတာ။အခုချိန်မှာဘိုဘန်ကလည်းဒီပေါ်ကိုတခြားအိုပန်ဘက်ကိုမေးတဲ့အခါမှာလည်းသူတို့ကဒီဈေးကွက်အလိုက်ကိုပဲသူထိန်းချောင်းနေပေါ့နော်သူတို့အနေနဲ့ဘာမှထုတ်ပြန်မှုကန့်တတ်ဖို့ဆိုတာမျိုးမရှိဘူးဆိုပြီးတော့ပြောရင်ပေါ့အခုလက်ရှိအခြေအနေပြီးတော့နောက်တစ်ခုက ဒီဈေးကွက်အတွင်းပေါ့နော်ဈေးကွက်အတွင်းဒီဒေါ်လာကစားတဲ့သူတွေအတွင်းမှာဆိုလဲတချို့ကပြောကြတာကဒါကဈေးကွက်ကစားနေကြတာပေါ့နော်ကစားနေလို့ဖြစ်တယ်လို့လည်းပြောတယ်ဒီပြည်ပကတော့40ရာခိုင်နှုန်းလောက်ပါတယ်ပေါ့နော်ဒါပြည်တွင်းမှာလည်းအဲ့လိုဈေးကစားတဲ့သူတွေက60ရာခိုင်နှုန်းလောက်ရှိတယ်ဆိုတာမျိုးလည်းပြောနေတယ်လေအဲ့အပေါ်ကိုကျွန်တော်တို့နိုင်ငံရဲ့စီးပွားရေးအခက်အဆက်ဆက်မှာပုံမှန်စီးပွားရေးမဟုတ်ခဲ့ဘူးပုံမှန်စီးပွားရေးဆိုတာ formal လို့ပြောတာပေါ့နော်ပုံမှန်စီးပွားရေးမဟုတ်ခဲ့ဘူး အဲ့ဒါကိုဘယ်လိုတားဆီးမလဲဆိုရင်သတင်းတွေကိုလူတိုင်းသိနိုင်အောင်လွယ်လွယ်ကူလုပ်ပေးရမှာပေါ့လူတချို့ပဲသတင်းဦးသွားရင်အဲ့သတင်းပေါ်မူတည်ပြီးကစားကြတာပေါ့ဟုတ်ကဲ့ဟုတ်အခုဒေါ်လာဖြစ်တာလေဒေါ်လာတက်တော့မယ်ဆိုရင်အရေးအယောင်ကကျိုသိနေရတာဟုတ်ကဲ့ညောကျိုသိနေရသတင်းနိုင်ငံတကာမှာဖြစ်နေပြီအာအမေရိကန်တမလားကဘာတွေပြောနေပြီအမေရိကန်ဒေါ်လာတန်ဖိုးကဘယ်လောက်ဖြစ်တော့မယ်ဒီသတင်းတွေအကြောင်းတောက်လျှောက်ရရတာပေါ့ဒါပေမဲ့အဲ့ဒါဒီပြည်ရင်းမှာတော့ကြည်ကြည်ပြည့်ပြည့်မရခဲ့ဘူးပေါ့ တချို့ပုံကူတွေပဲရခဲ့ပြီးဝင်ကစားမှုတွေရှိတယ်။နောက်တချို့ကလည်းဈေးကွက်ထဲမှာတက်ရိပ်ဘလောက်ပဲမြင်မြင်သူ့လက်ထဲမှာဝယ်စရာပတ်စံမှမရှိရင်သူဘယ်လိုလုပ်ဝင်ပြီးတော့ဒေါ်လာဝင်မလဲပေါ့။အဲ့လိုအယောင်းပဲပေါ့။တရားဝင်မဟုတ်တဲ့ဒီပုံမှန်မဟုတ်တဲ့စီးပွားရေးလုပ်ငန်းလောကကြီးရှိနေသေးတဲ့အတွက်ဒီလုပ်ငန်းကြီးရဆက်ရှိနေအောင်မှာပဲ။လက်ရှိကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ဘန်တွေကိုပုံရိကဘန်တွေကိုဒေါ်လာအယောင်းဝယ်လို့တရားဝင်ခွင့်ပြုပြီးသား။ဒီဘန်ဒီကနေမဟုတ်တဲ့တခြားအယောင်းဝင်လုပ်တဲ့ပုံကိုရှိခဲ့တာစီရမှာပေါ့ဒါမျိုးမဖြစ်အောင်လုပ်ပြီးမှသား တော့သူတက်ဆရာရှိပုံမှန်တက်တာရှိမယ်ပုံမှန်ကြတာရှိမယ်ဒီအတွင်းမှာဆိုရင်လူတွေသိမခံအောင်ပေါ့တရားရောက်ကဝင်ကစားလို့ရုတ်တရက်အများကြီးတက်သွားတာတရားရောက်ကဝင်ကစားလို့ရုတ်တရက်အများကြီးကျသွားတာဆိုရင်အထိနာတော့အောက်ခြေလူန်းစားပဲအထိနာမှာနော်သူတို့အထိမနာဖို့အတွက်တော့တက်ဆိုင်ရတာဝန်ရှိတဲ့လူတွေကလုပ်ရမယ်နောက်ဒေါ်လာဈေးအခုတက်တာနဲ့ပတ်သက်လို့စိုးရင်ရလာတော့ညီမမိတာအခုချိန်တွေကစိုးရင်ရတဲ့ချိန်မျိုးမရောက်သေးဘူးဒီချိန်မျိုးမရောက်သေးဘူးဘာလို့သူကအရင်ဝုန်းဝုန်းနဲ့သွားတာမဟုတ်သေးဘူးဒီတလအတွင်းတက်လာပြီးအဲ့နားလေးမှာရန် လီးတဲ့ပုံပြီးမှ1500လောက်ကိုတပတ်သွင်းလောက်ရောက်သွားရဆိုတော့ဒါစိုးရင်ရတာပေါ့အခုတော့စိုးရင်ရတဲ့အခြေအနေမဟုတ်သေးဘူးဒါပေမဲ့စိုးမစိုးရင်ရဘူးလို့ပြောတာဒီကိုကတေချာထင်းချုံနိုင်မှမစိုးရင်ရဘူးလို့ပြောရတာပေါ့အခုကကိုကထင်းချုံနိုင်လားဆိုတော့အဲ့ဒါသက်ဆိုင်ရာပုံကိုယ်တွေပဲသိလိမ့်ကိုတို့မြင်တော့ခုချိန်ထိတော့သက်ဆိုင်ရာတာဝန်ရှိတဲ့ပုံကိုယ်တွေကဒီဈေးကွက်ကြီးကိုတေတေချာချာထင်းချုံနိုင်တယ်လို့မမြင်ရသေးဘူးအဲစိုးရင်စီကတော့မရှိသေးဘူးဒါပေမဲ့နောက်တစ်ချိန်များတစ်ခုအကြောင်းတစ်စုံတရားအကြောင်းဒေါ်လာဈေးစောင့်ပြီးတက်သွားမယ်ဆိုရင်တော့စိုးရင်ရတဲ့အခြေအနေရောက်ရောက်သွားမှာပေါ့ ဟုတ်ကဲ့အဲ့တော့အဓိကဆိုလို့ရှင်လည်းဒီလိုငွေကြေးနဲ့ဆိုင်တဲ့ဟာဆိုရင်ဘ ਹੁ ပံပါဆိုတဲ့တာဝန်ရှိတာပေါ့နော်တာဝန်ရှိရအဲ့တော့ဘ ਹੁ ပံရဲ့အခန်းခဏပေါ့ကိုဘလို့တုံးတာသူ့ရဲ့အဓိကတာဝန်မှာကမြန်မာငွေတန်ဖိုးတည်ငြိမ်ရသူ့တာဝန်ပေါ့နော်ငွေကြေးကိုငွေဈေးပေါ့ကိုငွေတန်ဖိုးတည်ငြိမ်မှုကသူ့ရဲ့တာဝန်ဖြစ်တော့ဒီတည်ငြိမ်မှုတွေတော့တစ်ချိန်လုံးဈေးကွက်ကိုသူစောင့်ကြည့်နေရတော့ဈေးကွက်ကိုစောင့်ကြည့်ရဆိုမှာအခုလက်ရှိကသူကဘန်တွေကပေးတဲ့အချက်လက်တွေမန်နီချိန်ကြတယ်ငွေလဲကောင်တာတွေကပေးတဲ့အချက်လက်တွေဒါဒီပုံမူတည်ပြီးသူကဆုံးဖြတ်ရတာပေါ့ အဈေးနှုန်းအတက်ကြောင့်လည်းသူအဲ့ဒီပုံမူတည်ပြီးသူသတ်မှတ်တာပါတစ်ဖက်မှာလည်းဘိုးဘန်ကခုနကညီမပြောသလိုမျိုးဈေးစီကိုကစားတဲ့လူရှိလားဘန်ဒီကမျိုးဝင်လုံနေလားအဲဒါမျိုးမဖြစ်ဖို့အတွက်ကိုတော့ဒေါ်လာဈေးတက်တဲ့အချိန်မှာဘန်ဒီအားလုံးကိုခေါ်တွေ့တယ်ဒီဒေါ်လာဈေးတက်တဲ့ကိစ္စကိုအားလုံးကပုံမှန်တက်တင်တက်ထိုက်တဲ့ပုံစံမှာပဲတက်ပါစေတစုံတစ်ယောက်ဝင်ပြီးကစားတယ်ပေါ့မဖြစ်အောင်ထိမ့်သိမ်းကြပါလို့ခေါ်သတိပေးတာမျိုးရှိအဲအဲ့သတိပေးတဲ့ရက်တော့လည်းလန့်ပြီးတော့ဈေးလေးနည်းလေးပြန်ကြပါတယ်ဒါပေမဲ့နောက်နေ့ကျတော့ပုံမှန်တိုင်းပြန်တက်တာပဲပေါ့ အလေးပေကဈေးကစားလို့တက်နေတာတော့မဟုတ်ဘူးပေါ့အခုတက်တာကကဘာမှာအများဒေါ်လာတက်တဲ့အတွက်လိုက်တက်တဲ့သဘောပဲရှိသေးတယ်ပေါ့အဘိုးဘန်အနေနဲ့တော့ရှောက်သူဆောင်ကြည့်တယ်အဲဘိုးဘန်မှာလဲဒေါ်လာဈေးကိုဝင်ထိန်းမှုဆိုရင်သူ့စီမှာ reserve ဒေါ်လာဘယ်လောက်ရှိလဲပေါ့မသိတာပေါ့သူ့စီမှာဒေါ်လာအများကြီးရှိရင်တော့ဈေးကတည်းကဝင်ပြီးဒေါ်လာတွေရောင်းလို့ရတယ်အဲရောင်းလိုက်ဒေါ်လာဈေးကျသွားနိုင်တာပေါ့ဒါပေမဲ့တကဘာလုံးမှာဖြစ်တဲ့ဒေါ်လာဈေးကိုကျဖို့တော့မြန်မာနိုင်ငံတော်ဘိုးဘန်ဝင်မရောင်းနိုင်ဘူးသူ့မှာအဲ့လောက်ပတ်စံတော့သူမရှိဘူးဒါကတော့ American နိုင်ငံမှာရှိတဲ့ Federal Reserve ကလုံးမှာပဲရမှာပဲ ဖက်ဒရယ်မှာမလို့ရင်ဘာမှဒါလုပ်လို့မရအောင်ကိုကတော့ကိုယ့်နိုင်ငံအထိမနာဘူးရေကိုယ့်နိုင်ငံထဲမှာတရားမဝင်ဝေးကြီးကစားတယ်လို့မရှိဘူးကိုပဲဘိုးဘန်ကခုချိန်မှာဦးစားပေးထိန်းလို့ရတယ်ဘိုးဘန်မှာတာဝန်မရှိဘူးလားဆိုတော့တာဝန်ရှိတယ်ဒါပေမဲ့သူလုံနိုင်တဲ့ဘောင်ထဲရပဲသူလုပ်လို့ရတယ်ဒီတဲ့ကြော်ပြီးတော့သူလုပ်လို့မရအောင်ဟုတ်ဒါပေမဲ့အော်ဘိုဘန်ကားကတော့သူလှုပ်ရှိလုံနေရမျိုးရှိတယ်ဒါပေမဲ့အကောင်လောက်အားမရကြဘူးပေါ့နော်ဒီလက်ရှိမြန်မာနိုင်ငံမှာရှိတဲ့ဘိုဘန်ရဲ့ဒီ policy တွေဒီမူဝါဒတွေ ထုတ်ပြန်တာနှီးကွေးတယ်လို့အားမရဘူးပေါ့နော်အဲ့အပေါ်လည်းရှိတယ်ပြန်နောက်တစ်ခုအခုဆိုလို့ရှိရင်တခုဒီစီးပွားရေးတောင်ငယ်ရှင်နေကြမှာဖြစ်နေရကြတော့ဘိုဟိုပန်ရဲ့ဥက္ကဋ္ဌဥက္ကဋ္ဌကအရင်လက်ရှိဦးသိန်းစိန်လက်ထက်တုန်းကလည်းဒီဦးကျော်ကျော်မောင်မဲနော်အခုဒီဦးထင်ကျော်လက်ထက်မှာလည်းဦးကျော်ကျော်မောင်မဲပေါ့နော်အခုဦးဝင်းမြင့်လက်ထက်မှာလည်းဦးကျော်ကျော်မောင်မဲပြန်ရမယ်ဆိုပြီးတော့ပြောနေရပေါ့နော်ပြောနေအဲ့အပေါ်ကိုလည်းဝေဖန်မှုတွေအများကြီးရှိနေဒါလည်းဆိုတော့ဒီအသက်အရွယ်ရလဲဟိုကြီးနေပြီပေါ့နော်ပြီးတော့ဒီသူ တက်တန်းကလည်းတဖြည်းဖြည်းချင်းလာပြီးဖြစ်တဲ့လူငယ်မျိုးမဖြစ်တင်ဘူးလားပေါ့နော် ပြီးတော့ဆုံးဖြတ်ချက်ကိုမြန်မြန်ဆန်ဆန်ချနိုင်တဲ့လူမျိုးမဖြစ်တင်ဘူးလားဆိုပြီးပြောရလဲရှိတယ်အခု Facebook မှာလည်းတက်ဖြတ်တင်ထားတာမျိုးလည်းရှိရဲဆိုတော့ဒီလက်ရှိဥက္ကဋ္ဌပြန်ဖြစ်တဲ့အပေါ်ဖြစ်မဲ့အပေါ်ရောအခုဘယ်လိုမျိုးမြင်လဲတူတယ်လို့ပြောဘူဝန်ဥက္ကဋ္ဌဆိုတဲ့ပုံကိုအဆင့်ကိုရွေးတော့မယ်ဆိုရင်သူအချက်တွေအများကြီးကြည့်ရတာပေါ့နော်လူတယောက်ကအမလုပ်ငန်းတစ်ခုလုပ်ပြတယ်အောင်မြင်တယ်အဲ့ဒါနဲ့သူ့ကိုဘူဝန်ဥက္ကဋ္ဌဆိုပြီးပြီးလို့မရဘူး အဘူဘန်ဥက္ကဋ္ဌသူက theory background သူရှိရမှာနော်ဒီဝေးကြီးကိစ္စတွေအကုန်လုံးနော်ဒီဘူဘန်နဲ့ပတ်သက်တဲ့ကိစ္စတွေအကုန်လုံးကိုသူက theory background ကောင်းကောင်းသိရမှာဖြစ်နိုင်ရင်တော့ဘောဂဗေဒပညာရှင်ဖြစ်တင်တာပါနော် economist ဖြစ်ရမှာသူ theory background ကောင်းကောင်းသိရမှာပြီးတော့မှဒုတိယလက်တွေ့သူဘာတွေလုပ်ဖို့လဲပေါ့လက်တွေ့ဥမာထားပါတော့ကမ္ဘာပံမှာသူသွားပြီးတာဝန်ထမ်းဆောင်ဖို့သလားနောက်တစ်ခါမြန်မာနိုင်ငံတော်ဘူဘန်မှာတာဝန်ထမ်းဆောင်ဖို့သလားတော့ပုံလိကဘန်းကြီးအကြောင်းကိုသူဘယ်လောက်သိလဲဒါဒီပေါ်မူတည်ပြီးရွေးရတာ哦ရွေးရတဲ့ခါကျကျွန်တော်တို့က ိုးရင်ခေတုံးကတော့အိုးရင်ခေဆိုလွတ်လပ်ရပြီးကစားခေတုံးတော့မြန်မာနိုင်ငံကအင်္ဂလိပ်စီရင်နေအမူရလိုက်တော့မြန်မာနိုင်ငံမှာပေါ်ကပန်နေအများကြီးပဲနိုင်ငံခြားပန်နေလည်းရှိတယ်အဒီပန်နေရှိနေရနေပြီးတော့60တင်းအာနာတင်းလက်တဲ့နောက်ပိုင်းမှာဆိုရှယ်လစ်စီဝေးစနစ်ကိုတော့နိုင်ငံပိုင်ပန်မဲရှိရမယ်ဂျန်နက်ပန်နေမရှိရဘူးဆိုဖြစ်တယ်အဲ့ဒီကာလာနောက်ပိုင်းဖြည်းဖြည်းချင်းမှာနိုင်ငံပိုင်ပန်ကထွက်တဲ့ပုံကိုပဲဘန်လုံငန်းကိုတည်တော့တယ်ဂျန်နက်လူတွေမတည်တော့ဘူးဆိုခက်တစ်ခက်အခြေအနေတခုဖြစ်ခဲ့တာပေါ့အဓိကဆိုလူရှားပါမှုပြဿနာကြုံတာပေါ့ ဒါဘန်လောကတစ်ခုလုံးမှာကြုံရတဲ့ပြဿနာပေါ့အကြုံရတဲ့ခါကျဘိုးဘန်ကိုအုပ်ချုပ်ပူတဲ့လူဒါမှမဟုတ်ဘိုးဘန်ရဲ့ငွေမွေးချံပေါ့ဒါမှမဟုတ်လေဘိုးဘန်ကြီးတစ်ခုလုံးကိုစိတ်ချလက်ချပေးလို့ရတဲ့တကယ်တွန်းတွန်းတက်တက်လုံမဲ့ PV background နဲ့ပိုင်နေတဲ့လူဘယ်သူရှိလဲဆိုကြည့်တဲ့အချိန်မှာလူအရေးတက်ကရန်နေပါတယ်အဲ့တော့ဘိုးဘန်ဥက္ကဋ္ဌဖြစ်လောက်တဲ့လူဆိုပြီးရှာရင်လက်ငါးချောင်းပဲရှိမှာတော့ငါးယောက်တော့ပဲရှိမှာဒီငါးယောက်တည်းရွေးရတော့ဒီငါးယောက်တော့မှအကြောင်းကြောင်းမှာ तू ကတော့ ပုံလိကဘာမှလုံနေတယ်။ तू ကတော့အပြင်ပဘဲကိုရောက်နေပြီ။ तू ကတော့ဘာဖြစ်နေပြီ။ तू ကတော့ကျမ်းမာရေဆက်ဖြစ်မော်လေ။အဲ့လိုအချက်တွေအားလုံးကိုကန်နေတဲ့ချိန်မှာဟိုဘိုးဘန်ဥက္ကဋ္ဌရဲ့အသွင်တော်ဆုံးပုံကောကတော့ဥကြုံကြုံမောင်းမယ်။ဒါငင်းပွားစရာမရှိဘူး။အစင်ဆက်လေဥကြုံမောင်းဒီဘိုးဘန်မှာနေခဲ့တဲ့ပုံကောဖြစ်တယ်။နောက်တစ်ခါဥကြုံမောင်းဒီဘိုးဘန်မှာဥက္ကဋ္ဌလုတ်ခဲ့ဘူးတဲ့ပုံကောဖြစ်တယ်။နောက်ဒါဥတန်းရှိခဲ့တဲ့တော့ဘိုးဘန်ဥက္ကဋ္ဌကိုအပြီးတော့တစ်ခါအခုဒီနောက်ပိုင်းမှာလေဥသိမ့်စင်အစောလက်ထက်မှာလည်းသူဘိုးဘန်ဥက္ကဋ္ဌပြန်ဖြစ်တယ်။တစ်ခါထပ်ပြီးတော့ ဦးသိန်းတို့အစိုးရအစ်စ်ပေါ့အစ်စ်တက်တဲ့အချိန်မှာလဲဘူပန်းဦးထောင်လဲမလားလို့အားလုံးကမျှော်လင့်နေတဲ့အချိန်မှာလဲမလဲဘူးသူ့ကိုပဲဆက်သုံးတယ်သူ့ပဲဆက်သုံးတယ်ဆိုတာရှေ့မှာရှိခဲ့ဘူးတဲ့ခန့်ခဲ့ဘူးတဲ့ပုံကူတွေကိုရှေ့မှာလက်မှတ်ထိုးထားတဲ့ contract တွေစာချုပ်တွေအသိမှတ်ပြုတဲ့အနေနဲ့အစိုးရအစ်စ်ကလေးစားတဲ့အနေနဲ့ရှေ့အစိုးရရဲ့လူတွေအားလုံးကသူ့ဖြုတ်ပြစ်မယ်လို့မလုပ်ဘဲနဲ့သူတို့ကရှေ့လူတွေကိုဆက်ခံခဲ့တာပေါ့ဆက်ခံတော့ဥက္ကဋ္ဌဆက်ဖြစ်တာပေါ့ဖြစ်ပြီးအခုတက်တန်းပြည့်တဲ့အချိန်မှာလဲဒီလိုပဲဥက္ကဋ္ဌရှာတာပေါ့ဘယ်သူ့ကိုပေးမလဲဥက္ကဋ္ဌတင့်တော်တဲ့လူရှာတဲ့အချိန်မှာလဲတခြားလူတွေရှိပါတယ် ်အောက်ကပေးလောက်တဲ့လူတွေတွေ့တယ်တွေ့ပေမဲ့လည်းဒီပုပ်ကိုကတော့ပို့ပြီးတော့တင့်တော်တယ်လို့အစိုးရအဖွဲ့ကယူဆကြပုံရတယ်ဒါကျွန်တော်တို့အခုချိန်ကသတင်းပဲကြားသေးတာတကယ်ဟုတ်မှုကကျွန်တော်မသိရသေးဘူးအဲလက်ရှိတော့ပုတ်တိရဘန်ကြီးကျွန်တော်တို့တွေ့ရင်ဘန်ကြီးအားလုံးတော့ပြောကြတယ်သူတို့ကတော့လက်ရှိအုပ်ထိုက်ယူဝဲဆိုတန်းတူတယ်လို့ကြားတယ်ပေါ့ဒါမျိုးကျွန်တော်ကကြားတယ်ကျွန်တော်တို့ကကြတော့အပြင်ပပုတ်ကိုဖြစ်သွားပြီကျွန်တော်ပုတ်တိရဘန်မှာလည်းမဟုတ်တော့ဘူးနောက်တစ်ခါကျွန်တော်နိုင်ငံရေးပါတီကအစိုးရကိစ္စကိုကျွန်တော်တို့ဝင်ပါလို့လည်းမရဘူးမရအစိုးရအဖွဲ့ဒီကိစ္စကိုဘယ်လိုဆုံးဖြတ်ထားလဲဆိုတဲ့အတိအကျကိုကျွန်တော်မသိရဘူးကျွန်တော်မသိသေးဘူးပေါ့ သူလွတ်တော်ကိုတင်တဲ့အချိန်ကျရင်ကျွန်တော်သိရမယ်လို့ခုချိန်ထိတော့ကျွန်တော်မသိရသေးဘူးဒါပေမဲ့ကျွန်တော်ရတဲ့သတင်းတွေအများဆိုရင်တော့သူ့ကိုပဲတတန်းတူပေးမယ်လို့ကြားတယ်ပေါ့ဆိုတော့လူပုဂ္ဂိုလ်ရတော့ကျွန်တော်အငင်းစပွားစရာဘာမှမရှိဒီပုဂ္ဂိုလ်ကြီးသည်အဖင့်တော်ဆုံးပုဂ္ဂိုလ်ဒါတော့ကျွန်တော်အားလုံးလက်ခံပြီးသားကိစ္စပါနော်သူ့ရဲ့ theory background ဘာညာအားလုံးရလည်းလက်ခံပြီးသားအတွေ့အကြုံရလည်းလက်ခံပြီးသားပေါ့အခုလူစီအငင်းပွားနေကြတာကအသက်ကိုအငင်းပွားတာပေါ့တော့အသက်ကိုပေးသိမ့်မပေးသိမ့်ဒါပေမဲ့ပြီးခဲ့တဲ့လပိုင်းကပဲခန့်ငယ်တဲ့စီမံပန်းသားဝင်ကြီးဆိုလဲ80ပဲလေ အခုဦးချက်ကြောင်မောင်ဆိုလဲ80နဲ့87ကြားထဲမှာပဲအဲ့ဆိုတော့သူကတိတ်တိတ်မကွာသူတယောက်ကအသက်ကလေအသက်ကတိတ်မကွာကြတိတ်မကွာကြတော့ဒီဘက်ကစီမံပန်းသားဝင်ကြီးတောင်လုံနိုင်နေဆိုရင်ဘိုးဘံဥက္ကဋ္ဌလည်းလုံနိုင်မယ်လို့မျှော်လင့်ကြတာပေါ့နော်သူတို့ရဲ့ကျန်းမာရေးအခြေအနေလုံနိုင်မလုံနိုင်သူတို့ကသူတို့ပဲပြီးမှာပေါ့ဒါမှမဟုတ်ရင်လက်ရှိပုံကိုရဲ့အဲလုပ်ငန်းဆောင်ရွက်မှုကိုပိုကြိုက်တာလည်းဖြစ်ရင်ဖြစ်မှာပေါ့အဲ့လက်ရှိတော့အငွေဥချောချောမောင်ကိုပဲသူတတန်တူပေးတယ်လူပုဂ္ဂိုလ်ရကျွန်တော်တို့ဘာမှပြောစရာမရှိဘူးပညာပြည့်တယ်အထွေထွေရှိပြီးသားပုဂ္ဂိုလ်ဖြစ်တယ်ကျွန်တော်စိတ်ပူတာတစ်ခုပဲဟိုအချိန်တူ ချိန်နည်းနည်းပဲကျန်တော့တာပေါ့နော်ဒီဆိုတော့တန်အချိန်တူအတွင်းမှာစီပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဘိုးဘံဥဒ္ဒဟာတကယ်တုံတုံတက်တက်လောက်ရတာမယ်အဲ့တော့တုံတုံတက်တက်လုံမယ်မလုံဘူးကိုပဲကျွန်တော်တို့စိတ်ပူတယ်ကျန်တာကျွန်တော်မှစိတ်ပူမှုမရှိလူတွေကလည်းအထူးကအဲ့ဒါပေါ့နော်ဘာလို့လဲဆိုတော့လက်ရှိကကိုယ်စီပွားရေးကသူများထက်နောက်ကကြံ့ကနေခဲ့တဲ့အချိန်မှာစီပွားရေးနဲ့ပတ်သက်ပြီးလို့ရှိရင်မမြန်ဆန်ဆန်ဖြက်ဖြက်လက်လက်နဲ့ဟိုဆုံးဖြတ်ချက်တွေကိုဒိုင်းခနေပေါ့နော်အဲ့လိုမျိုးထနိုင်တဲ့သူမျိုးတို့ကလည်း လိုချင်တာမျိုးပေါ့နော်ဒါပေမဲ့အခုလက်ရှိမြန်မာစီးပွားရေးမှာကြာတာအဲ့လိုမျိုးဆုံးဖြတ်ချက်ပိုင်းနဲ့ပတ်သက်ပြီးတော့နှောက်နေရေပေါ့နော်နေကိုရေဟုတ်ပြီးတော့အကဲဘိုးဘန်ဒီဥက္ထာယီကိုလည်းသူကပြောချင်တာကကြာတော့ဒီအရန်လူကြီးအရန်ဆန်တဲ့ခါကျတော့ရှေးရိုးဆွေးများရှိမလားဆိုတာမျိုးပေါ့နော်အရှိကိုမြ мян ရောက်ဖို့ဆိုတာနေကိုနေမလားဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့အခုလက်ရှိဒီအကဲဦးချုပ်ချုပ်မောင်ကိုပဲပြန်ပေးမယ်ဆိုရင်တော့စနစ်တွေရော policy တွေရောဘယ်လိုသွားတယ်လဲဆိုတာအစိုးရဘက်ကထိန်းချုပ်သွားပေးရမယ်လို့ထင်တယ်အဲ့ဘော်ကိုဘယ်လိုမြင်လဲ ဘိုးဘန်းနဲမှာတော့ပြည့်ပြင်စရာတွေအများကြီးပဲဟုတ်ကဲ့ဥပမာကျွန်တော်အလွယ်ဆုံးပြောရင်အခုဘန်တွေကမိုဘိုင်းဘန်ကြီးမိတ်ဆက်ပဲဘန်တွေကအခုဒီရက်ပိုင်းဆိုကျွန်တော်တို့ TV မှာကြော်ညာတော့ချက်ဟိုကမ္ဘာဖလားပွဲမှာတွေ့ရ CV ပေးပေါ့အဲ CV ဘန်က CV ပေးဆိုပြီးမိတ်ဆက်တယ်နီးပညာကိုသုံးတဲ့ဝန်ဆောင်မှုတွေအရန်ပေးနေကြပြီအဲ့လိုမျိုးဝန်ဆောင်မှုတွေပေးရင်သူ့ရဲ့နောက်မှာနီးပညာပါတယ်ဒီ technology ပါမယ် IT ဒီပါလာပြီကွန်ပျူတာတွေသုံးနေကြပြီအဲ့ဒါကိုစစ်ဆေးဖို့ဘူပါမှာဘာလို့ရှိလဲအဲ့ဒီပြဒါသည် အသုံးပြုနေတဲ့ပြည်သူတွေမထိခိုက်ပါဘူးစိတ်ချပါလို့အာမခံတယ်လို့ဘယ်သူရှိလဲကျွန်တော်စိတ်ဝင်စားဖို့ကောင်းတယ်သူများနိုင်ငံတွေမှာဘိုးဘန်တွေမှာဒီ ID department ဆိုပြီးခိုင်းရမှာရှိကျွန်တော်နိုင်ငံတွေမှာရှိတဲ့ ID department ဆိုတာစာရေးစာရေးလောက်ခိုင်းတာဒါမျိုးမဟုတ်ဘူးတကယ်နီးပညာကိုသိတဲ့ပုံကိုယ်တွေเนาะ technocrat တွေနောက် computer ပညာရှင်တွေဒီလိုပုံကိုယ်တွေကျွန်တော်တို့လိုလားလိုဆိုအဲ့လိုပုံကိုယ်မျိုးတွေဘိုးဘန်မှာကျွန်တော်မတွေ့ရသေးဘူးကျွန်တော်တို့ကဘိုးဘန်ပြည်ပြောင်းလဲလုပ်မယ်ဆိုအရင်ဆုံးလုပ်တဲ့နာ ID department အဖြစ်တစ်ခုတည်ထောင်တဲ့နယ် အိုက်တာနာရဲ့အကြီးကဲအကောင့်တပညာရှင်တယောက်ဖြစ်တဲ့လက်ရှိကဘိုးဘန်သည်နီးပညာနဲ့ပတ်သက်ရင်သူကဘန်ကြီးနောက်ကနေလိုက်နေရဘန်ကြီးရှေ့ကပြေးနေတာဒါမျိုးလေးကိုကျွန်တော်မြင်ရတာရှိနောက်တစ်ခုက risk နဲ့ပတ်သက်လို့ပေါ့သူလုပ်ငန်းတစ်ခုဝန်ဆောင်မှုတစ်ခုဆိုင်ဒီဟာရဲ့စွန့်စားရမှုဘလောက်ရှိလဲဆုံးရှုံးနိုင်ကြီးဘလောက်ရှိလဲအဲ့ဒါကိုလည်းတီးခြားဌာနတစ်ခုနဲ့ဘိုးဘန်မှာထားတဲ့ဌာနတစ်ခုနဲ့ထိုင်ကြည့်နေရနောက်အခုလည်းကမ္ဘာအခြေအနေပေါ့အကဘောင်မှာဘာစီဖြစ်နေပြီဟေ့ဆိုရင်ငါတို့နိုင်ငံဘာလုပ်မယ်ဆိုတာမျိုးဒါမျိုးလေးရှိရမယ်ဘိုးဘန်မှာအခုက resource department တစ်ခုရှိတယ် ဒီ department ကဆိုဒါကိုလုပ်တယ်ကျွန်တော်သိရတယ်သိရပေမဲ့ risk management department တကူရှိတဲ့နော်ကိုယ့်ရဲ့ဆုံးရှုံးနိုင်ခြင်းနဲ့စွန်စားရမှုကိုတွက်ချက်ပြီးစောင့်ကြည့်နေဌာနတကူဘုံပေါ်မှာရှိတဲ့အဘိုးဘဏ်ပြည်ပြောင်းနေလို့အရင်ဆုံးအဲ့ဌာနတကူအသစ်ဖွဲ့တဲ့နော်တကယ်ကျွမ်းကျင်တဲ့ပုံကိုခံတဲ့နော်နောက်ကတချို့ဥပဒေတွေတချို့ညွှန်ကြားချက်တွေကျွန်တော်မှထုတ်ထားခဲ့တာတွေရှိတယ်တချို့ဟာတွေ2003လောက် crisis ဖြစ်လို့ထုတ်ခဲ့တဲ့ဟာတွေဒါတွေပြန်ဖြေလျှော့ဖို့လိုတယ်ဒါလည်းအချိန်ချင်းကျွန်တော်ပြောခဲ့တာပါကျွန်တော်2017လောက်တည်းကပြောခဲ့တာခုချိန်တချို့ဟာတွေမဖြေလျှော့သေးဘူး တချို့ကလည်းခင်နဲ့မညီတော့တဲ့အမိတ်တွေပေါ့ဒါမျိုးတွေကိုပြန်ပြင်မှာတတော်လျှောက်ပြောခဲ့တာလည်းရှိတယ်အရင်ကျွန်တော်တို့အခုစီမံခန့်သည်ဝင်ကြီးဥဆက်အောင်ဘိုးဘန်ဒုက္ခတဖြစ်တဲ့အချိန်မှာလည်းကျွန်တော်တို့တွေ့တယ်ဘာသူဆိုလူငယ်လေးဖြစ်တယ်အဘိုးဘန်လူနေရာမှာဒုက္ခတဖြစ်တော့သူ့ကိုကျွန်တော်တို့တွေ့တာပေါ့တွေ့ပြီးဒါဒီဒါဒီပြင်ပေးပါဒါဒီပြင်ဖို့လိုအပ်ပါတယ်ဆိုတော့အဲ့ချိန်လုံးတွေကသူလည်းပြင်ဖို့စည်ရင်းတွေလုပ်ခဲ့တယ်ဒါပေမဲ့ပြင်တယ်လို့ကျွန်တော်တို့မမြင်ခဲ့ရဘူးပေါ့နော်ခုချိန်ထိပဲဘာခက်ခဲရှိလဲဆိုတော့ကျွန်တော်တို့မသိရဘူးအဲ့တော့ဘိုးဘန်ပြင်ပြောင်းလေးလုပ်မယ်ဆိုဒါဒီလုပ်ရမယ်ပေါ့ ဲ့တော့ဘုံဘောင်ဥက္ကဋ္ဌမြည်သူပဲဖြစ်ပါစေဘုံဘောင်မှာရှိတဲ့ဌာနတွေကလာသူ့အလုပ်သူတေချာလုပ်နေဆိုရင်ကျွန်တော်ပူစရာမလိုကျွန်တော်တို့မှာဖြစ်နေတာကတစ်ဖက်ကအစိုးရကစီဝါရေးတက်ချင်တယ်ဟုတ်ကဲ့ဟုတ်စီဝါရေးကြားလူတွေကလည်းပြောနေပြီအစိုးရကလည်းစီဝါရေးဖော်ပြသူတွေတောင်ညင်နေတယ်စီဝါရေးတက်ချင်တယ်အစီဝါရေးတက်ဖို့အတွက်စီဝါရေးဝင်ဌာနတွေကလောက်ကြတဲ့အချိန်မှာနောက်ဆုံးငွေကြေးရဘဏ်ကိုပြန်ရောက်တာပဲလေတော့လုပ်ငန်းရှင်တွေလည်းစီဝါရေးလုပ်ငန်းချဲ့ခြင်းဘဏ်ကိုပဲငွေသွားချီရတာပဲဘဏ်ကိုပြောင်းတဲ့အချိန်မှာဘဏ်ကိုဘိုးဘဏ်ကနေပြီးစီမင်းစည်းကမ်းတချို့နဲ့ level ဖန်ညစ်ထားမယ်ဆိုရင် ဒီဘက်ကစီပွားရေးတက်ချင်တဲ့အစိုးရရဲ့မူဝါဒနဲ့ကိုက်မှာမဟုတ်အဘိုးဘန်မလည်းသူ့အကြောင်းတွေသူရှိမှာပေါ့ဒါပေမဲ့ရှိပေမဲ့ဘိုးဘန်ဒီနိုင်ငံရဲ့စီပွားရေးမူဝါဒကိုသူကြည့်ရမှာမဟုတ်သူ့နှစ်ယောက်ကြားမှာညှိရမှာမဟုတ်အဘိုးဘန်ကဒီစီကန်ကတော့ရှော့ပေးလို့မရဘူးအဲ့ဆိုဒီဘက်ကအစိုးရလည်းအဲ့စီကန်မရှော့ရင်ဒီဘက်မှာတက်ရောက်မှုကဒါတွေရှိတယ်ဒါတွေထိခိုက်မယ်အသူ့နှစ်ယောက်ကြားမှာညှိပြီးတော့ဘိုးဘန်ဘလောက်တော့ရှော့ပေးမလဲဘလောက်တော့လုတ်ကင်ဝင်ပေးမလဲဘန်ဒီကိုဒါမျိုးကြည့်ရမှာပေါ့ ဟုတ်ကဲ့ပေါ့အဲ့တော့နောက်ဆုံးအနေနဲ့အခုလက်ရှိမြန်မာလက်လုံနေတဲ့ဒီမြန်မာနိုင်ငံရဲ့စီးပွားရေးမူဝါဒအတိုင်းရောပြည်လက်ရှိဟိုအဆုံးဖြတ်ပေးနေတဲ့ခေါင်းဆောင်တွေအပိုင်းနဲ့ပတ်သက်ပြီးအခုအနေနဲ့ရောအခုကလည်းဒီဗန်ချန်ပြီးတယောက်လည်းဖြစ်တယ် NLD မှာလည်းဘူဒီကော်မတီဝင်စီဝိုင်းကော်မတီဝင်တရားနေနဲ့တုံနေပြီလည်းရှိအပြင်ကစီဝိုင်းရှိနေလေတည်ရခါကြဘလို့ပုံစံမျိုးပြောင်းလဲမယ်ဆိုရင်တော့မြန်မြန်ဆန်ဆန်နဲ့ရှိရအောင်ဒီ NLD အစိုးရတက်တန်းဆိုလို့ဒါနှစ်နှစ်ကျော်ခွဲကျော်လောက်ရှိပြီဆိုတော့နောက်ထပ်တက်တန်းကနှစ်နှစ်ကျော်လောက်လူတွေကလည်းဟို စီးပွားရေးကိုလူတိုင်းကကြည့်စီးပွားရေးနဲ့ပဲအသက်ဆက်နေရဖြစ်တဲ့အတွက်စီးပွားရေးကိုတော့လူရဖြစ်စေခြင်းနဲ့ဖြစ်ထိုးစေခြင်းနဲ့ခါကြတော့ကျွန်တော်တို့တကယ်ကစီးပွားရေးတက်ဖို့တက်လို့ဖို့ဆိုရင်ရှိတစ်နှစ်ပဲအချိန်ရှိတော့တယ်2019တစ်နှစ်ပေါ့နော်19တစ်နှစ်အတွင်းဖြစ်ဖို့အသက်ဆက်အခု16တဲမှာလုပ်ငန်းတွေစမှဖြစ်မှာစမှ19မှာနောက်ကစီးပွားရေးသမားတွေပါလာမှာပေါ့ဒါမှအပြင်လောကလိုက်ပြီးဖွံ့ဖြိုးတိုးတက်လာမှာဆိုအခုဒီနှစ်အခုချိန်အကောင်းဆုံးချိန်ပဲအခုစ19မှာတက်လာလိမ့်မယ်တက်လာရဲဆိုဘယ်လောက်တက်မယ်လို့ကျွန်တော်ပြောတာမဟုတ်ဘူး ဟိုအခုတချို့တွေပြောကြတာရှိတယ်လက်ရှိစီးပွားရေးတဲ့2ဆတက်မှလား3ဆတက်မှလားဒါမျိုးတွေကိုပြောနေတာမဟုတ်ဘူးတက်တဲ့အချိန်လေးရဖို့ပြောနေတာအချိန်ရလာရင်ဆက်သွားလို့ရပြီအချိန်ကျသွားတာကပြန်တင်လို့မရဘူးဖြစ်နေတာအခုဖြစ်နေတာအဲ့တော့ဒီအချိန်ရဖို့အတွက်ကျွန်တော်ကလုပ်တင်တာခုချိန်အကောင်းဆုံးချိန်ခုချိန်စလုပ်ရမယ်ပထမတစ်ချက်ကတော်တော်လေးလေးလုပ်ရမယ်ဒုတိယချက်ကတူတူစုပေါင်းပြီးလုပ်ရမယ်စုပေါင်းပြီးလုပ်မယ်တတိယချက်ကတော့လုံတဲ့နာကိုတူတူလုပ်ရမယ်လုံတဲ့နာဆိုတာတချို့ကဟိုတော့ကျွန်တော်ယုံတဲ့နေတာပဲယုံတဲ့နေတာလုံတဲ့နာမဟုတ်ဘူးလေ အစည်းအဝေးတွေတက်တာလှုပ်တင်တာမဟုတ်ဘူးဖဲကျူးတွေဖြတ်တာလှုပ်တင်တာမဟုတ်ဘူးလှုပ်တင်တဲ့ခြားလှုပ်တည်ရှိတယ်ဌာနမှာခက်ခဲတာတွေပါတယ်လေလူစုလက်မခံတဲ့ညွန်ကြချက်တွေပါတယ်လေစီပွဲရေးဖွံ့ဖြိုးတိုးတက်ဖို့အနောက်ဆက်ပေးနေတဲ့တားဆီးထားတဲ့အမိန်တွေပါတယ်ရှိလေဒါတွေကိုလှုပ်ရမှာပေါ့နောက်နောက်ဆုံးတစ်ချက်ကတော့စီပွားရေးလှုပ်ချင်တဲ့လူတွေကိုစီပွားရေးလှုပ်ခွင့်ပေးပါစီပွားရေးလှုပ်ခွင့်မရရင်စီပွားရေးတက်လာမှာမဟုတ်ဘူးစီပွားရေးလှုပ်ချင်တဲ့လူဆိုမျိုးစုံရှိလိမ့်မယ်အခုချိန်မှာတကယ်လှုပ်ချင်တဲ့လူတိုင်းကိုခွင့်ပြုချက်ပေးပါနိုင်ငံကိုမထိခိုက်ဘူးဆိုရင် နော်လူမျိုးကိုမထိခိုက်ဘူးဆိုရင်ခွင့်ပြုလိုက်ပါနော်ကိုယ့်နိုင်ငံကိုထိခိုက်နေတယ်ဆိုတော့ခွင့်ပြုလို့ပဲဖြစ်မလဲကိုယ့်နိုင်ငံကိုမထိခိုက်ဘူးဆိုတော့တချို့ကခွင့်ပြုပေးလိုက်ခွင့်ပြုပေးလိုက်အဲ့လုပ်ငန်းတက်လာတဲ့ဟာကအားလုံးအကျိုးသက်ရောက်မှုဖြစ်လိမ့်မယ်အဲ့ကြောင့်မှကိုကသူ့ဆရာနဲ့အခွန်လဲရမယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့တွေ့ရရဟုတ်အဲ့ဆိုရင်ကျေးဇူးများကြီးတင်ပါတယ်ကိုမိသားစုလည်းတော်တော်များနေပြီဆိုတော့အခုလက်ရှိဒီစီးပွားရေးအခြေအနေနဲ့ရောဒီဘိုဟိုပန်ရအခြေအနေနဲ့ရောဒီပြည်သူဆုံးဖြစ်ကြပြီးအခြေစစ်တင်ပါတယ် ဟုတ်ကဲ့ပါဒါကတော့လက်ရှိဒီဒေါ်လာဈေးတက်နေတယ်ဒေါ်လာဈေးတက်နေတာဘ ਹੁ ဘန်ကဘယ်လိုထိန်းချုပ်မလဲပြီးလက်ရှိဘ ਹੁ ဘန်ကကောဘယ်လိုဆုံးဖြတ်ချက်တွေနဲ့ဒီလာမဲ့တက်တန်းမှာဆက်သွားတင်လဲပေါ့တပည့်မြမစီပွားရေးမှာကောဒီဝင်ကြီးတွေရဲ့ဥဆောင်မှုအပိုင်းကဘယ်လောက်ထိအရေးပါလဲဆိုတာကိုဒီဦးရမင်းဦးနဲ့ တွေ့ဆုံပြီးတော့မြင်မြန်ပေးခဲ့တာဖြစ်ပါတယ်။နောက်ပတ်တင်မှာလည်း exclusive interview season ကလည်းမြန်မာနိုင်ငံရေးစီးပွားရေးနယ်ပယ်ကအကြောင်းအရာတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ဒီ season ကိုကြည့်ရှုကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။အခုဒီ season ကိုကြည့်ရှုပေးခဲ့တဲ့အတွက်လည်းကျေးဇူးများတင်ပါတယ်ရှင်။